ကဲကဲကဲတောင်ငူတူဖူတုံးနဲ့မနက်စာစားပါမယ်။တောင်ငူတူဖူတုံးလေးကမနက်ပိုင်းအောင်ပြည့်စုံတဲ့မနက်စာလေးဖြစ်စေမှာပါ။ရှယ်ပဲအယောင်အသွေးတွေရတော့နော်။ကဲအဲဆိုရင်သဝဲတာနဲ့စလိုက်မယ်။တောင်ငူမှာဆိုလို့ရှိရင်သူ့ရဲ့ပုံစံလေးရပါတော့ဒီလိုမျိုးလေးတူဖူကိုဖန်လိုက်ကလေးပေါ်မှာတူဖူလေးလေးလှီထားတယ်ပြီးရင်အငရုတ်တီအဲသူတို့အချိုမုံစားအဲအဲ့လိုထည့်ခြင်းလေးရမထည့်ခြင်းလေးရအချိုမုံကပြီးလို့ရှင်စီဂျန်နဲ့ နန်းနန်းပဲအလိုလေးပေါ့နော်ပြီးတော့ဒီလိုအထုတ်လိုက်ကလေးကအသက်ပေါ့နော်တောင်ကမှမနှက်ခင်းဆိုလို့ရှိရင်အဲ့ဒါလေးဆိုင်ကေဘေးနားမှာချိတ်ပြီးတော့အလိုအထုတ်လိုက်ကလေးတွေဝင်လာပြီဆိုရင်တည်ရွာတာမောပြီးတော့အဲ့ဒါလေးကိုတုပ်စားပါမယ်ထုတ်ပါမယ်။အဲဒါလေးကတော့တို့မချီးရင်လည်းအများကြီးရောထားတဲ့အရေးလေးပေါ့နော်။အဲဒါလေးကိုနေတယ်နေတယ်နေတယ်ဒါကတော့မိခင်ညံနေပေးနေတာပေါ့နော်။ တောင်ဟူတုတ်ဟူတုတ်ကလေထမင်းဖြူနဲ့ပဲစာထမင်းပူပူလေးနဲ့ပဲစားစားပေါ့နော်ဒါမှမဟုတ်ထမင်းချမ်းလေးနဲ့ပဲစားစားဘလို့ဖြစ်ဖြစ်စားမိန်နေသီလားအနည်းဆုံးနှစ်ပွဲလောက်ကတော့အသာလေးပဲအမ်စားပြီးရင်အချိန်လေးတက်ပြီးတော့ထက်ထက်ခူးချင်တာလေတချို့ဆိုရင်ဒီထက်ငရုတ်သီးတောင်ပိုများသေးရဲ့အဲ့လိုရေ brown ခန့်နေအောင်မအဲ့တော့မှထမင်းပူပူပြီးလို့ရှင်ရင်ွေးချမ်းပူပူနေပေါ့နော်อืมလုံးဝ perfect ပဲကဲစားစားပါတော့မယ်အမ်တောင်ဟူရဲ့အစားတောက်လေးလွှမ်းနေတဲ့သူတွေအတွက်ပေါ့နော်တောင်ဟူတုတ်ဟူတုတ်လေးကိုအမ်တင်ပြလိုက်တာပါ ကျမကတော့ဆွဲပါတော့မရှင်။တောင်ကူတုတ်ဖူကလေနေရာတိုင်းမှာရတယ်เนาะ။ तू ကလုံးဝဟိုတောင်ကူဆိုလို့ရှိရင်ဒီတောင်ကူတုတ်ဖူတုတ်ကလုံးဝမစိမ်း။တောင်ကူတောင်ကူသားတွေဆိုရင်မနှက်ခင်းစစောရောက်ပြီဆိုရင်ဘာလုပ်လဲဆိုရင်အမ်တုတ်ဖူတုတ်ဆိုင်သွားပြီသွားပြီဆိုလို့ရှိရင်အဲ့ဒါလေးတွေဝယ်တယ်ဝယ်ပြီးသွားပြီဆိုလို့ရှိရင်အမလေးဆိုင်ကယ်လေးမှကြည့်လိုက်အဲ့ရှေ့ရချိတ်တဲ့ကျိန်းသားလေးမှဆိုလို့ရှိရင်အဲ့တုတ်ဖူတုံနဲ့သူရဲ့ငံ့မြားကြီးတုတ်လေးတွေကပါမြဲမပါမဖြစ်ပြီးရင်တောင်ကူမဟင်းကအဲ့လိုလေးတွေပေါ့နော်စားလို့ကောင်းလိုက်တာ အခုဒီဆိုင်လေးကလည်းလေတူဖူသားလေးလည်းကောင်းနေအဲပြီးတော့သူ့ရဲ့အဆက်အဟက်လေးလည်းတည်တယ်ပေါ့နော်အဲအဲ့ဒါလေးကိုရည်နှီးချက်လေးနဲ့ဆိုတော့ပေါ့နော်တအားကိုပြေဆုံးသွားပြီမနက်ခင်းကဘာမှမလိုတော့ဘူးပေါ့နော်တောင်ဟူတောင်ဟူသားတွေဆိုရင်အများကြီးဆွဲဆောင်ရမလို့ဘူးတောင်ဟူတုတ်ဖူတုံမြင်တာနဲ့ကိုအဲ့ခံလို့ရနေပြီအဲ့ဒါရှိနေရင်ကိုအဆင်ပြေနေပြီပေါ့နော်အဲ့လိုလေးပါ အစာအသောက်လေးတွေလွမ်းနေတဲ့သူတွေเนาะတောင်ကုန်အမြန်ဆုံးပြန်လာခဲ့တောင်ကုန်မှာဒီမှာအစာအသောက်ကောင်းလေးနဲ့စောင့်နေပါတယ်လို့အခုဆိုဒူးရင်းသီးတွေလည်းပေါ်နေပေါ့เนาะအဲဒူးရင်းသီးကြိုက်တဲ့သူတွေဆိုလည်းကွတ်တီပဲကဲကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ